ားလုံးဝမင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ17ရက်နေ့စနေနေ့အတွက် CG Black Power ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်ကျမကအစီအစဉ်တင်ဆက်သူစင်ဒီပါဒီကနေ့မှာတော့စစ်ကောင်စောက်ရဲ့ကျဲဥအိမ်မက်နဲ့လက်တွေ့မွေးမြူရေး Channel ကအခက်ခဲတွေအကြောင်းသတင်းဆောင်ပါဝက်လက်မှာစစ်အုပ်စုကဒေသခံ30ကျော်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်ထိုးနေတဲ့သတင်းပြောမဟုတ်တော့ကြည့်တောက်ဆုံမှုအရာမထင်ပဲထွန့်ရဲ့ငြိမ်းချမ်းရေးဖြစ်ရပေမှုနဲ့ဇလန်စကင်းရင်ဆိုင်ရတဲ့တဲ့ ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့အချက်လက်အများတွေလက်တွေ့မြေပြင်အခြေအနေနဲ့တွင်းကွာတဲ့စီမံကိန်းတွေကြောင်းမကြာခဏပြောလို့ရှိတဲ့စစ်ကောင်းဆောင်ဟာအခုခါမှလည်းလူရည်အလိုက် စားတောက်ဖူလို့ဖို့အတွက်စက်ကောက်ရည်တန်းတဲ့ချီမွေးဖို့ညွှန်ကြားလိုက်ကြပါတယ်။ဒါဟာလက်တွေ့အခြေအနေနဲ့ဘယ်လိုကင်းကွာနေလဲဆိုတာအချက်လက်စစ်ဆေးထားတဲ့သတင်းဆောင်ပါကိုကုမျိုးနေကပြောပြပေးပါမယ်ရှင်။ မြေပြင်ခြေနေတဲ့အကင်းကွာတဲ့စီမံကိန်းတွေကြောင်းမကြာခဏပြောလို့ရှိတဲ့စစ်ကောင်းဆောင်ကခုတစ်ခါမှလည်းပြည်တွေစားတော့ဖူလုံဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာကြက်ကောင်ရီတန်းတဲ့ကြီးမွေးမြူဖို့ညွှန်ကြားချက်တခုထပ်မံပေးလိုက်ပြန်ပါတယ်ဒီစီစဉ်အားလက်တွေမှာဘလောက်ထိဖြစ်နိုင်ချေရှိပါလဲစီကူရင်သက်သက်ပဲလားဆိုတော့ကိုအချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်အကြောင်းကတော့အော်တိုဘာလ16ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့စွာဖွဲ့အစည်းအဝေးကနေစတင်ခဲ့တာပါဒီစီဝေးမှာစစ်ကောင်းဆောင်မင်းအောင်လိုင်ကရန်ကုန်တိုင်းကိုဥပမာပေးပြီး ူ့ရဲ့စီမံကိန်းကိုချပြခဲ့ပါတယ်။ရန်ကုန်တိုင်းတွင်းနေထိုင်သူလူဦးရေ9တန်းရှိပြီးလူဦးရေထက်ဝက်3တန်းခွဲမှာကျုပ်တရက်ကိုတလုံးစားပါကကျုပ်အလုံးရေ3တန်းခွဲလိုအပ်မှာဖြစ်ကြောင်းဒါကြောင့်ကျုပ်3တန်းခွဲရရှိဖို့အတွက်ချက်ကောင်ရေ4တန်းခန့်မွေးမြူရမှာဖြစ်ကြောင်းဒါကြောင့်တိုင်းနယ်ပြည်နယ်လိုက်စားတော့ဖူလုံဖို့အထောက်အကူပြုစီဖို့အတွက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်ပါမှာပထမဆင့်25ရာခိုင်နှုန်းဒုတိယဆင့်40ရာခိုင်နှုန်းဖူလုံစီဖို့နဲ့နောက်ဆုံးဆင့်မှာ တရားရုံးတော်ဖူလုံစီဖို့အတွက်အစဉ်စဉ်တိုးမြင့်စီမံချက်ချဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။စာရွက်ပေါ်မှာတော့ဒါဟာတွက်လို့ရတဲ့သင်ချာပုံစံတစ်ခုပါ။ဒါပေမဲ့တကယ်မြေပြင်ပေါ်ကဝင်းပြူရေလုပ်ငန်းခွင်ထဲမှာရောဒီကိန်းဂဏန်းတွေကအသက်ဝင်နိုင်ပါမလား။တို့တို့ CJ platform အနေနဲ့ဝင်းပြူရေလုပ်ငန်းရှင်တွေကိုဆက်သွယ်မေးမြန်းပြီးချက်လက်တွေကိုတိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာတော့စစ်ကောင်းဆောင်ရဲ့စကလုံးတွေနဲ့လက်တွေအခြေအနေတွေကြားမှာကြီးမားတဲ့ကွာဟာချက်ကြီးတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။ပထမဆုံးအနေနဲ့ချက်မျိုးကိုဖယ်ရရမှာလဲ။ မြန်မာနိုင်ငံမှာဥစားကြက်သားပေါက်တွေကိုဒီကထုတ်လုပ်နေတာ CP New Hope UNB နဲ့ကောင်းထက်ဆိုတဲ့ကုမ္ပဏီကြီးလေးကအဓိကထုတ်လုပ်ပါတယ်အာနာမသိငင်က CP တခုတည်းကကိုတပတ်ကိုကြက်သားပေါက်အကောင်ရင်2သိန်းတိထုတ်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အာနာသိပြီးနောက်မှာတော့အခြေအနေတွေကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ် CP ဟာတပတ်ကိုအကောင်9000ဝန်းကျင်ပဲထုတ်လုပ်နိုင်တော့တယ်လို့ကုမ္ပဏီအားလုံးပေါင်းမှတပတ်ကိုကြက်သားပေါက်3သိန်း4000လောက်ပဲစီးကွက်ထဲကိုတင်ပို့နိုင်ပါတော့တယ်။ဒါကြောင့်ဒီလောက်ထိထုတ်လုပ်မှုတွေကျဆင်းသွားရတာလေ။ ုပ်ငန်းရှင်တို့ရှင်းပြတာကိုအတန်ကိုစားဖတ်ပြထားပါတယ်အခုဘာလို့မထုတ်နိုင်တာလဲဆိုတော့ဆွန်ချိုးနယ်မြေတွေရှိလာခဲ့တော့ ARD ရန်ကုန်ပဲခူးတောင်မရဲ့ရှမ်းပြည်ရဲ့ရှမ်းတောင်အေရီယာတွေပေါ့နော်ပြီးတော့မော်လမြိုင်အေရီယာနဲ့တင်းလာကြီးအေရီယာလောက်ပဲသူကဖြတ်နိုင်တော့တာအဲ့တော့သူကကြောက်ဖောက်တဲ့နှုံးကိုရှော့ဖောက်လိုက်တော့တယ်။ကြက်ပေါက်ကြိုတင်မှာကြားမှုတွေကပြတ်သွားတော့ကိုဒါကြောင့်စစ်ကောင်းဆောင်ပြောလို့ကောင်းရင်တန်းတဲ့ချီချက်ချင်းတိုးမွေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့လုပ်ငန်းရှင်တွေကထောက်ပြပါရတယ်။ အခုလက်ရှိကြံမျိုးရရှိမှုနှုန်းနဲ့ဆိုရင်ကောင်ရီလေးတန်းပြေဖို့ဘလောက်ကြာမလဲလုပ်ငန်းရှင်တို့ရှင်းပြတာကိုအတန်းစားတို့ဖက်ပြထားပါတယ်အခုကြံမျိုးတွေကကြာလာတော့ဦးနှုံးတွေပါကြာလာတယ်ချက်ကောင်ရီလေးတန်းမွေးလို့ကြက်ဥ၃သန်းထွက်မယ်ဆိုတာကဖြစ်နိုင်ချေရှိသားဆို ဖြစ်နိုင်ချေတော့ရှိတယ်ရာနှုန်းအဖြစ်ပေါ့ဒါပေမဲ့တနင်္ဂနွေလုံးကို၁၀နှစ်စီမံကိန်းနဲ့ပတ်ချလဲလုပ်ဖို့ဆိုရင်ချက်ကောင်ရီလေးတန်းနဲ့ကျုပ်3000ထွက်ဖို့ဆိုရင်ကြက်တွေထည့်ရမှာနဲ့နောက်6နှစ်လောက်ကြာမှချက်ကောင်ရီ4000ပြည့်မယ် ဒါတွေမကြသေးပါဘူးအထူးကအခက်ခဲကစီးပွားရေးပါကျက်စာဈေးနှုန်းတွေကအဆမတန်မြင့်တက်နေပြီးပြည်သူတွေရဲ့ဝယ်နိုင်စွမ်းအားကလည်းကျဆင်းနေတာကြောင့်ကျုပ်စားသုံးမှုပါရော့ချလာပါတယ်ဝယ်လိုအပ်မရှိတော့မွေးမြူခြင်းတဲ့သူတွေလည်းနေပါလာပြီးမွေးမြူလုပ်ငန်းတစ်ခုလုံးကျဆင်းနေတဲ့အချိန်မှာဒီလိုညွှန်ကြားချက်ထွက်ပေါ်လာတာပါချက်သားပေါက်ထုတ်လုပ်မှုပြိုလဲတာမင်းမင်းမတည်ငြိမ်တာကြောင့်တေယူပို့ဆောင်ရေးပြတ်တောက်တာမွေးမြူဖို့အချိန်ကာလကြာမြင့်တာနဲ့အစာဈေးနှုန်းကြီးမြင့်ပြီး ဝဲလူအားကြာဆင်းနေတာဒီချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်စစ်ကောင်းဆောင်ရဲ့ချက်ကောင်ရင်တန်းတဲ့ချီမွေးမြူရေးစီမံကိန်းဟာလက်တွေ့မြေပြင်ချီနေတဲ့ဘလောက်ထိကွာဟနေလဲဆိုတာကိုချင်းချင်းလေးလေးမြင်နိုင်မှာဖြစ်ပါတယ်။ဒါဟာပြည်သူတွေရဲ့အခက်အခဲကိုအမှန်တကယ်ဖြေရှင်းလိုတဲ့စီမံကိန်းတစ်ခုလား။ဒါမှမဟုတ်အပေါ်ရန်ညွှန်ကြားချက်တသက်ပဲလားဆိုတာကိုတော့ပြည်သူတွေကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဝက်လက်မြို့နယ်မှာစေုပ်စုကဒေသခံပြည်သူ30ကျော်ကိုလူသားတိုင်းအဖြစ်အကာအကွယ်ယူဖမ်းဆီးထားပြီးအပြင်းထန်စစ်တောင်းထိုးနေရာကြောင့်ကြေးရွာပေါင်းများစွာကဒေသခံပြည်သူထောင်ထဲချီပြီးအသက်လူထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကရှိမကကြေးရွာကနေထွက်လာတဲ့အင်အားတရာခန့်ပါစေုပ်စုစစ်ကြောင်းဟာရှိမကရွာတဲ့ကစစ်ဘေးရှောင်တွေကိုလူသားတိုင်းအဖြစ်စတင်ဖမ်းဆီးခဲ့ရပါ။အောက်တိုဘာလ16ရက်နေ့မှာတက်ကြီးပိုင်းချို့ကိုပြန်လွတ်ပြေးခဲ့ပေမဲ့ ဒီကနေ့အောက်တိုဘာလ16ရက်နေ့ကြီးလူငယ်30ကျော်ကိုတရားခံဖြစ်ဆက်လက်ဖမ်းဆီးကြပြီးသူတို့ရဲ့ရှေ့တန်းကနေကာကွယ်ယူကစစ်ကြောင်ထိုးနေတာဖြစ်တယ်လို့ Wallet Information Network က CJ Platform ကိုပြောပါတယ်။မနေ့အောက်တိုဘာလ18ရက်နေ့ည9:00နာရီဝန်းကျင်ကရန်ကုန်မြို့ပဇွန်တောင်မြို့နယ်ရေကျော်လမ်းမှာပုံမှန်တိုက်စော့ကစားနေတဲ့အသက်၄နှစ်ရွယ်မိန်းကလေးငယ်တဦးဟာမထင်မှတ်ပဲအဆောက်အအုံရှစ်လွှာအမြင့်ကနေတိုက်နှလုံးကြားထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲကလေးငယ်ဟာ ရည်ရင်ပေါ်ကိုဒိုင်းရိုက်မကြသွားပဲတက်နှလုံးသားကကျင်းမြောင်းတဲ့နေရာမှာတဆင့်ခံပြီးသုံးလမြင်မှာညှက်ပြီးတော့ရက်တန့်သွားခဲ့ပါတယ်။ည9:28မိနစ်မှာတော့အကူညီတောင်းတဲ့ဖုံရရှိပြီးတဲ့နောက်မြန်မာနိုင်ငံမိသက်တက်ဖွဲ့နဲ့ကိုပူတူးနဲ့ဗော်ဒါများလူမှုကူညီရေးအသင်းတို့ဟာအခင်းဖြစ်ပွားရာကိုအမြန်ဆုံးရောက်ရှိလာပြီးကေဇေးရီလုပ်ငန်းတွေကိုချက်ချင်းစတင်ခဲ့ပါတယ်။ဒီကေဇေးရီအဖွဲ့တွေဟာအလွန်ကျင်းမြောင်းပြီးအလုပ်လုပ်ရခက်ခဲတဲ့နေရာမှာညှက်နေတဲ့ကလေးငယ်ကိုဘီအန်ဒီရဲ့ကီကင်းနဲ့ထုတ်ယူနိုင်ဖို့အတွက် ပါဝါယူနစ်ဟိုက်ဒရိုလစ်တူစ်လို့ခေါ်တဲ့အထူးဖြစ်အားသောကေဆယ်ရေကူရီယာတွေကိုအသုံးပြုခဲ့ကြပါတယ်။စူးစားကေဆယ်ခင်းမှုတွေရဲ့ရလဒ်အနေနဲ့ကလေးငယ်ကိုအောင်မြင်စွာကင်းထုတ်နိုင်ခဲ့ပြီးအံ့ဩစရာကောင်းလောက်အောင်ပဲကြည်ကြည်မမာထိခိုက်တဲ့ရာတွေမရရှိခဲ့ပါဘူး။ဒါပေမဲ့အတွင်တဲ့ရာတွေရှိမရှိစစ်ဆေးနိုင်ဖို့အတွက်ကိုတော့ပီတီမြစ်တာလူမှုကူညီရေးအသင်းရဲ့လူနာတင်ရင်နဲ့ရန်ကုန်စည်ရုပ်ကြီးကိုအမြဲဆုံးပို့ဆောင်ပေးခဲ့ပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ကမ္ဘောဒီးယားနိုင်ငံမှာအွန်လိုင်းဝိလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးထိသိမ်းခံလာရတဲ့တောက်ကိုရီးယားနိုင်ငံသား64ဦးဟာဒီကနေ့မှာပဲတောက်ကိုရီးယားနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီးသူတို့တွေကအများစုဟာစုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ကိုနာဂျီကပြည်စုံပြောပြပေးပါမယ်။အခုမြင်တွေ့နေရတာကတော့ကမ္ဘောဒီးယားနိုင်ငံကနေပြန်လည်ရောက်ရှိလာတဲ့တောက်ကိုရီးယားနိုင်ငံသား64ဦးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်။သူတို့ဟာဆိုးမျိုးအင်ချွန်းလေဆိပ်ကိုဆက်ရောက်လာပြီးနောက်မှာပဲ ရတဘဝင်တွေရဲ့တင်းကျပ်တဲ့လွန်ကျွေးအောက်မှာလေစိတ်ထဲကနေထွက်ခွာသွားခဲ့ကြပါတယ်ဒီဖြစ်ရာပြီးခဲ့တဲ့ဩဂုတ်လကကမ္ဘောဒီးယားနိုင်ငံမှာအလုတ်ကင်လင်လင်မှုနဲ့ဆက်ဆက်ပြီးတောင်ကိုရီးယားကောလိပ်ကျောင်းသားတဦးနှိမ့်ပန်းနှိမ့်ဆက်ခံရပြီးတေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်ဆက်နေတာကြောင့်တောင်ကိုရီးယားပြည်သူတွေကြားမှာအထူးစိတ်ဝင်စားမှုမြင့်တက်နေတဲ့အမှုတစ်ခုလည်းဖြစ်ပါတယ်ဒီအဖြစ်အပျက်တွေကြောင့်တောင်ကိုရီးယားအစိုးရဟာကမ္ဘောဒီးယားနိုင်ငံရဲ့တချို့နေရာတွေကိုအမြင့်ဆုံးအဆင့်အဖြစ်ခရီးသွားလာခွင့်ပိတ်ပင်မှုတွေထုတ်ပြန်ခဲ့ပြီး လိန်လယ်မှုဂိုင်းတွေတဲကိုရောက်ရှိသွားတဲ့နိုင်ငံသားတွေကိုကယ်တင်ဖို့အစစ်မြင့်အရာရှိအဖွဲ့အစည်းတွေကိုလည်းအရေးပေါ်ဆေးလုခဲ့ပါတယ်အစိုးရရဲ့ခံမှန်းချက်အရကမ္ဘောဒီးယားနိုင်ငံကငွေလိန်လုပ်ငန်းတွေမှာတောင်ကိုရီးယားနိုင်ငံသားတထောင်ကျော်ပါဝင်ပတ်သက်နေနိုင်တယ်လို့အမျိုးသားလွန်ကြိုရေးအကြံပေးဝီဆောင်လက်ကပြောကြားထားပါတယ်ဒါကြောင့်သမရလီဂျီမျိုးကိုယ်တိုင်ကကမ္ဘောဒီးယားသားမကအရှိတောင်အာရှတစ်ခုလုံးအတွက်ပါအွန်လိုင်းပေါ်ကတရားမဝင်အလုပ်ခေါ်သားတွေကိုအရေးပေါ်ဖေရှားဖို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ် ရဲရာရှိတူရဲ့အဆိုအရကမ္ဘောဒီးယားအာဏာပိုင်တွေဟာကိုရီးယားနိုင်ငံသားတွေကိုပါဖမ်းဆီးမိပါကဆိုမျိုးကိုအကြောင်းကြားပြီးတောင်ကိုရီးယားဥပဒေအရတရားစီရင်ဖို့ပြန်လည်လွှဲပြောင်းပေးဖို့သဘောတူထားတယ်လို့ဆိုပါတယ်။ဒါမဲ့စုံစမ်းစစ်ဆေးမှုမှာတော့အတန်ဖြင့်လိန်လည်လည်ပြောင်းမှုများအပါအဝင်ဒီရာဇဝတ်မှုတွေရဲ့နောက်ွယ်ကဖွဲ့စည်းပုံအတိုင်းအတာနဲ့ကွန်ရက်တွေကိုဖော်ထုတ်ဖို့အဓိကလွတ်ဆောင်သွားမှာဖြစ်ပါတယ်။ယူကရိန်းနိုင်ငံရဲ့စစ်ပွဲကိုဆက်လက်တိုက်ခိုက်ဖို့လက်နက်တွေရရှိရေးမျှော်လင့်ချက်နဲ့ အယူရိုကိုရောက်ရှိလာခဲ့တဲ့ယူကရိန်းသမ္မတဇလန်စကီဟာလက်နက်တိုက်ကိုအစင်းမြင့်တင်ပြဖို့ထက်ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကိုဂျာဝေးဖြန့်ဖြေးပြဖို့ပုံမူရည်ရွယ်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီဆွေးနွေးပွဲကနေဘလို့ရလက်တွေထွက်ပေါ်လာသလဲကိုမျိုးနေကကြေပြပေးပါမယ်။အိမ်ပြည်တော်မှာပြုလုပ်ခဲ့တဲ့နှစ်နာရီကြာကြာတွေ့ဆုံမှုဟာယူကရိန်းအတွက်မျှော်လင့်ချက်တွေနဲ့မြေယာမှုတွေရောထွေးနေတဲ့တွေ့ဆုံမှုတစ်ခုလို့ဆိုရမှာပါ။သမ္မတဇလန်စကီကသူ့နိုင်ငံအတွက်အလွန်ရေးပါတဲ့ တိုမတ်တာဝီပြည်တုံးကြီးတွေပေးအပ်ဖို့တောင်းဆိုခဲ့ပြီးမဲ့သမရထရန်ရဲ့တုံ့ပြန်မှုကတော့ EDA ဆက်နိုင်ခဲ့ပါတယ်။သမရထရန်ဟာလာမယ့်သတင်းပတ်တွေအတွင်းဟန်ဂရီနိုင်ငံမှာရုရှားသမရဗလာဒီမာပူတင်နဲ့တွေ့ဆုံမှုစီစဉ်ထားတာကြောင့်လက်နက်ထောက်ပံ့ရေးထက်စစ်ပွဲကိုချက်ချင်းရပ်တန့်ဖို့ယူကရိန်းနဲ့ရုရှားနှစ်ဖက်လုံးကိုတိုက်တွန်းခဲ့ပါတယ်။သမရထရန်ကတိုက်ပွဲဖြစ်နေတဲ့နေရာမှာပဲရက်လိုက်ပါနှစ်ဖက်လုံးကိုအိမ်ပြန်မိသားစုတွေစီပြန်တင်တယ်လူတက်နေတာကိုရက်လိုက်ပါ ကူးချက်ချင်းတိုက်ပွဲမြင်းမာတွေရက်လိုက်ပါလို့သမ္မတဇလန်စကီးနဲ့သမ္မတပူတင်နှစ်ဦးစလုံးကိုပြောခဲ့တာကြောင့်သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်ဒီစကားဟာယူကရိန်းအနေနဲ့နေမီတချို့ကိုစွန့်လွှတ်ရနိုင်တယ်ဆိုတဲ့အထိပ္ပာယ်တက်ရောက်နေပါတယ်သမ္မတဇလန်စကီးကတော့အပြစ်ခက်ရစေးရဖို့ဘလောက်ခက်ခဲလဲဆိုတာကိုပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်တော်တို့ကဒါကိုလိုချင်တယ်ပူတင်ကမလိုချင်ဘူးလို့သူကဆိုပါတယ်ဒါအပြင်ယူကရိန်းမှာရုရှားပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့ drone ထောင်ပေါင်းများစွာအသင်းရှိနေပေမဲ့အမေရိကန်ရဲ့ တူမာဟတ်ဒုံးကြီးတွေလိုအပ်နေကြောင်းတော်တို့မှာတူမာဟတ်မရှိဘူးဒါကြောင့်တူမာဟတ်ကိုလိုအပ်တာလို့ပြည့်ပြည့်စုံစုံတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့တမရဆန်ကတော့ကျွန်တော်တို့ကလည်းတူမာဟတ်တွေကိုလိုချင်ပါတယ်ကျွန်တော်တို့နိုင်ငံကိုကာကွယ်ဖို့လိုအပ်တဲ့အရာတွေကိုပြည့်မပြည့်ချင်ပါဘူးလို့တုံ့ပြန်ခဲ့တာကြောင့်ဇလန်စကီးကလက်ပလာနဲ့ပြန်ခဲ့ရပွဲရှိနေပါတယ်တမရဇလန်စကီးဟာဒီတွေ့ဆုံမှုတွေအပြီးမှာသူဟာအရှိတရားကိုလက်ခံပါတယ်လို့ပြောကြခဲ့ပြီးကျွန်တော်တို့ရောက်နေတဲ့နေရာမှာရက်တန်ပြီးဆွေးနွေးမယ်ဆိုတဲ့တမရထရန်စကားကိုသဘောတူတဲ့အရေးအယံပြခဲ့ပါတယ် လာမက်ထရန့်ပူတင်ထိပ်သီးစည်းဝေးကယူကရိန်းရဲ့အနာဂတ်ကိုဘလို့ပုံဖော်သွားမလဲဆိုတာကိုတော့ကဘာကစောင့်ကြည့်နေရမှာဖြစ်ပါတယ်။တောက်ပိုင်းနေဆက်တစ်လျှောက်ကအွန်လိုင်းငွေလိမ်ကိုင်းတွေရဲ့အခြေစိုက်စခန်းတွေကိုအကြီးကျယ်နှိမ်နင်းလိုက်ခဲ့ကြောင်းတရုတ်အနာပိုင်တွေကကြေညာလိုက်ပါတယ်။ဒါပေမဲ့ဒီကြေညာချက်ရဲ့နောက်ွယ်မှာတော့ထိတ်လန့်ဖွယ်ရာအမှန်တရားတွေနဲ့မပြေဆုံးသေးတဲ့ချင်းချောက်မှုတွေရှိနေသေးပါ။ကိုနာကြီးကပြည့်စုံပြပြပေးပါမယ်။တရုတ်ဆိုရရဲ့ထုတ်ပြန်ချက်တွေအရနေဆက်ဖြတ်ကျော်ငွေလိမ်ကိုင်းတွေမှာပါဝင်ပတ်သက်မှုနဲ့ တရုတ်နိုင်ငံသား9800လောက်ကျော်ကိုဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီရာဇဝတ်ခန်းတွေအတွင်းကလူကုန်ကူးခံရသူတွေကိုလည်းညှဉ်းပန်းနှိပ်စက်မှုတွေတပ်ဖြတ်မှုတွေနဲ့ကြောက်မဲ့ဝယ်ရာအသေးစိတ်အချက်လက်တွေကိုလည်းအာဏာပိုင်တွေကဖွင့်ချခဲ့ပါတယ်။တရုတ်ပြည်သူ့လူညိုရေးဝန်ကြီးဌာနရဲ့အဆိုအရကိုကန့်ဒေသမှာဝေမီသားစုလို့လူတီများတဲ့ဂိုင်းကဖွင့်လှစ်ထားတဲ့စကမ်းတွေမှာဆိုရင်ဘယ်နေရာကြည့်ကြည့်ရက်ဆက်ကြမ်းကြုတ်မှုတွေကြီးပဲလို့ဆိုပါတယ်။တက္ကမပြည့်တဲ့အလုံသမားတွေကိုခွေးလောင်ရင်ထဲမှာချုံနောင်တာဝိုင်းဝန်းရိုက်နှက်တာလက်သက်ကွန်ခွာတာ လက်ချောင်းတွေပြတ်တောက်တာအပြင်တနက်နဲ့ပြစ်သက်တဲ့အထိပြစ်တံပေးခဲ့တယ်လို့ဖော်ပြထားပါတယ်တရားခဏ်တွေရဲ့လက်တွေဟာဒီဥပည်သူတွေရဲ့သွေးဆိုးနေတယ်လို့ဝန်ကြီးဌာနကပြင်းပြင်းထန်ထန်သုံးနှုန်းခဲ့ပါတယ်ဒါပေမဲ့တရုတ်အစိုးရရဲ့အောင်ပွဲခံကြီးညာချက်တွေရှိနေပေမဲ့အဲ့ဒီသတင်းဌာနရဲ့စုံစမ်းစစ်ဆေးမှုတစ်ခုကတော့အခြေအနေဟာဒီလောက်မလွယ်ကူကြောင်းမိမောင်းထိုးပြလိုက်ပါတယ်မြန်မာထိုင်းနယ်စပ်မြဝတီမြို့တစ်ဖက်ကန်ကခံတက်လို့ခိုင်ခန့်တဲ့ဝန်ကြံတွေအတွင်းမှာအကြီးအကျယ်ဆောက်လုပ်ရေးလုပ်ငန်းတွေဆက်လက်ဆောက်လုပ်နေတာကို ဂျိုရုတပ်ပုံတွေကသက်သေပြနေပါတယ်။အဲ့ဒီစကန်အများပြားဟာအီလူမဲရဲ့ Starlink ဂျိုရုအင်တာနက်ဝန်ဆောင်မှုကိုအသုံးပြုနေကြတာပါ။ဒါကြောင့်အစိုးရတွေရဲ့နှိမ်နင်းမှုကြားကနေပဲသူတို့ရဲ့ online ငွေလိမ်ခိုင်းတွေကိုအကြီးအကျယ်ဆက်လက်လေပတ်နေနိုင်တာဖြစ်ပါတယ်။ဒီစကန်တွေထဲမှာလူအများစုဟာအလုပ်တုတွေနဲ့လိမ်လည်ခံရပြီးလူကုန်ကူးခံရသူတွေဖြစ်ကတကဘာလုံးကနေဒေါ်လာဘီလီယံနဲ့ချီပြီးလိမ်လည်နိုင်မှုအတွက်အတင်းအကျပ်အလုပ်စီကိုင်းခံနေရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့သူတို့ရဲ့နိုင်ငံသားတွေကိုကယ်တင်နိုင်ဖို့နဲ့ရာဇဝတ်ကွန်ရက်တွေကိုဖြုတ်ခွင်းဖို့ကြိုးပမ်းနေတယ်လို့ဆိုပေမဲ့ဒီပညာအသစ်တွေကိုအသုံးပြုပြီးဥပဒေမစိုးမိုးနိုင်တဲ့နယ်မြေတွေမှာအမြင့်တွယ်နေတဲ့ဒီအွန်လိုင်းငွေလိမ်ကိုင်းတွေရဲ့အနေအထားဒေသတွင်းအတွက်သာမကတကမ္ဘာလုံးအတွက်ပါကြီးမားတဲ့စင်ခေါ်မှုအဖြစ်ဆက်လက်ရှိနေစေဖြစ်ပါတယ်။မနက်ဖြန်အော်တိုဘာလ19ရက်နေ့တနင်္လာနေ့အတွက်နောက်ဆုံးရမွေးလေဝသခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ မင်းညာ၁၇နှစ်ကိုမနေခန့်ကရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အနီးကိုဗဟိုပြုပြီးအင်အားရချက်တာစကေ3.6ဆင်းရှိတဲ့မြင်းကလေးငယ်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။အနက်တိန်နာကြောင့်အထက်မြင့်အဆောက်အုံတွေမှာနေထိုင်သူတွေတိတိကျကျခံစားခဲ့ကြရပါတယ်။ငလင်ပညာရှင်တွေရဲ့သုံးသပ်ချက်အရရန်ကုန်မြို့ရဲ့65ရာခိုင်နှုန်းဟာငလင်အန္တရာယ်ကျရောက်နိုင်ပါတယ်။ဒါကြောင့်ထမင်းဆောက်အုပ်တွေမှာနေထိုင်သူတွေအနေနဲ့ငလင်ဆိုင်ရာဆောင်ရံရှောင်းရံတွေကိုလေ့လာမှတ်သားပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြဖို့အလေးနက်တိုက်တွန်းလိုပါရှင်။ မနေ့ကတော်မူရတော်မူခမှန်ချက်တွေကိုပြောရရင်ကရင်နီရှမ်းပြည်မြောက်ပိုင်းမွန်စကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာစစ်စိတ်မူရနိုင်ပြီးရှမ်းရှိပိုင်းကချင်ချင်းမွန်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာတော့နေရာကျကျမူရနိုင်ပါရဲ့ရှင်။ရခိုင်မကွေးတိုင်းနေပြည်တော်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာတော့နေရာကွက်မူရနိုင်ပါတယ်။ဒေသအလိုက်အထူးခမှန်ချက်တွေအနေနဲ့ကတော့ကလေးမော်လိုက်မိုးကုတ်မိုးမိတ်မိုးမောင် ကလောအောက်ပန်းဟာခမတူပီမင်းတက်ကြောက်ထုနဲ့ထင်းလင်းမျိုးတွေမှာဝိုးနေငယ်ကနေတင်တင်ရွာနိုင်ပြီးနေရာကွက်မှုများနိုင်ပါတယ်။လာမယ့်နှစ်ရက်တွင်တနင်္သာရီတိုင်းမှာမိုးပေါလာနိုင်ပြီးကျယ်ပြင်းနဲ့တိုင်းပြည်မှာတော့လာနီညာဖြစ်စဉ်ကြောင့်အေးပို့လာဖို့ရှိနေပါတယ်။မြမပင်လေပြင်းမှာတော့လိုင်းနေငယ်ကနေလိုင်းတင်းတင်းသာရှိနေပြီးတာယာတဲ့ရက်ပိုင်တစ်ခုဖြစ်နိုင်ကြောင်းကန်နီကန်ဝေးရေလောက်သားကြီးတွေနဲ့ပင်လေပြင်းခီးသွားတွေကိုအသိပေးလိုပါရဲ့ရှင်။ မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့ညံ့ပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပြီးကြဖို့မြစ်တမ်းရခံလိုပါရဲ့ရှင်။ CJ platform ရဲ့တင်ဆက်အစီအစဉ်တွေကို CJ platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါရဲ့ရှင်။ဒီနေ့အတွက်နေ့စဉ်တင်လာအစီအစဉ်ကိုတော့ဒီမှာပဲရည်နာပါစေ။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပြီးစစ်ပေတွေကနေအမြဲဆုံးကြီးဝင်းပါစေလို့ကျမစင်တီကဆုတောင်းပေးပါရရှင်။